အားလုံးပဲမင်္ဂလာပါရှင်။အင်္ဂါတာသမီများအတွေ့စနေလပိုင်း10ရက်နေ့ကနေပြီးတော့16ရက်နေ့ထိ10ရက်သာကာလရဲ့မိမိတို့အတွက်ပြပြလာမယ့်ကံကြမ္မာအဆိုးကောင်းနေဆောင်းရံရှောင်းရံများနဲ့တူအဆောင်ရေရာများကို ပြပြပေးမှာဖြစ်ပါတယ်။အင်္ဂါတာသမီများအတွေ့ဒီလိုကာလဟာမိမိတို့ရဲ့လိုချင်တဲ့ဆန္ဒပြထားတဲ့အတိုင်း အောင်မြင်ဖြစ်ထိုးမဲ့အချိန်ကလုံငန်းမဆိုင်ရာမှာတိုးတက်မှုတွေအောင်မြင်မှုတွေဖေးမကူညီမှုတွေနဲ့ချက်ချင်းမြတ်တာတွေပြန်လဲရရှိမဲ့အချိန်ကမျိုးမှာရှိပါတယ်လုံငန်းနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ကြာရှုံးသွားတာတွေအဆင်မပြေမှုတွေပြန်လဲအဆင်ပြေတော့မယ်ရရှိတော့မယ်ကြည်ခဲ့တဲ့သူရဲ့ကူညီမှုတွေရရှိတဲ့အချိန်ကမျိုးမှာရှိတယ်ဒီလိုကာလမှာမိမိရဲ့ မိမိရဲ့လှုပ်ဆောင်သမျှကိစ္စရဲ့ဒီတိမ်ငယ်မှုတွေကပြေပြောက်ပြီးတော့ကောင်းကျိုးချမ်းသာရပြန်လဲရရှိတော့မဲ့အချိန်ကာမျိုးမှာရှိတယ်။အောင်မြင်ဖြစ်ထွန်းမှုတွေများစွာရရှိမဲ့အချိန်ကာမျိုးမှာရှိပါတယ်။ငွေကြေးပန်းဆိုင်ရတဲ့ဒီလိုကာလငွေကြေးနဲ့ပတ်သက်ပြီးတော့အဓိကတော့ထွက်အားတော့များနေတယ်။ထွက်အားများနေတယ်ပြီးတော့တစ်ခါကျတော့ထွက်အားများနေတယ်ရင်းနှီးမြောက်နှံပြီးတော့လုတ်ကြိုင်မဲ့အလုပ်တွေမှာ အောင်မြင်မဲ့ဖြစ်ထွန်းမယ်။အဲ့တော့ရေရှည်အတွက် စဉ်းစားပြီးတော့ရင်းနှီးမြှုပ်နှံမျိုးဆိုလုတ်ကင်တဲ့အချိန်ကာလမျိုးမှာရှိတယ်။စီဝါရေးစတင်တာမျိုးတွေဒီလိုကာလမှာဖြစ်မြောက်လိမ့်မယ်အောင်မြင်လိမ့်မယ်။ငွေချင်းနဲ့ပတ်သက်ထွက်အားတော့များတယ်။အဲ့လိုမျိုးပဲဝင်းနိုင်ဝင်းအားလည်းရှိရဲထွက်အားလည်းများတဲ့အချိန်ကာလမျိုးမှာရှိရဲပေါ့နော်။အဲ့တော့ကိုကရည်ရွယ်ပြီးချိန်စားပြီးထွက်တာမရည်မချိန်စားပဲနဲ့အကြောင်းမကြောင်းထွက်တာအဲ့လိုမျိုးနှစ်ဖက်နှစ်လမ်းကထွက်နေတတ်တယ်ပေါ့နော်။အိမ်အောင်ရေးတဲ့ အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့တအူးနဲ့တအူးမာနတွေလွန်ဆွဲတတ်တဲ့အချိန်ကာလမျိုးမှာရှိတယ်။ကိစ္စကတတိလေးကကြီးထွားတတ်တယ်ပေါ့နော်။အဓိကကိုကိုတိုင်းမလုပ်ပါဘဲနဲ့ဆွဆွဲပေါ်ပြောဆိုမှုတွေခံရတတ်တယ်။မိမိရဲ့ဒီမိမိရဲ့အဓိကတော့မိမိရဲ့ခင်မုံမို့သတိထားစောင့်ကြည့်တဲ့အချိန်ကာလမျိုးမှာရှိတယ်။မိမိကိုယ်တိုင်ကလည်းဒီလိုကာလမှာဒီအိမ်တော်ကြီးအဖြစ်တွေဝင်လာတတ်တယ်ပေါ့နော်။အထင်မြင်လွဲစရာလေးတွေ ုံတွေ့တဲ့အချိန်ကမျိုးမှရှိပါတယ်။ဒါတော့အဓိကတော့ဒီကာလမှာမိမိမှန်မှုအဓိကလိုတယ်။ရှုပ်ထွေးမှုတွေမှာမိမိမပါဝင်မှုလိုအပ်တယ်။အဲ့ဒါမှမိမိရဲ့ကံတရားရကောင်းမယ်ပေါ့နော်။ပြန်တော့ဒီကစားဒီလိုကာလမှာကဘလိုလူမျိုးပဲလာအောင်ပြန်ပြန်မိမိကစိတ်အေးအေးချမ်းသာတဲ့အနေကိုနိုင်မဲ့အချိန်ကလုပ်ငန်းနဲ့ပတ်သက်ပြီးစတင်တဲ့လုပ်ငန်းတွေတအားကောင်းတယ်။ ကုန်ပိုင်းလုပ်ငန်းမျိုးတွေဒီလိုကာလမှာပြန်လဲဥမော့ပြီးတော့ဖြစ်တည်လာနိုင်မယ်အဆင်ပြေလာနိုင်မယ်ပေါ့နော်ကျမိုင်းနဲ့ပတ်သက်ပြီးတော့တဲ့အဓိကကျမိုင်းနဲ့ပတ်သက်ပြီးရလေဒီကောင်းခိုက်တာပေါ့အအောင်ကြောအားနေတာပေါ့အအောင်ကြောအားနေတဲ့ယောဂါမျက်စိအားနေတာမျိုးတွေဖြစ်တဲ့ဒီလိုကာလမှာအဓိကညဘက်အိတ်မပြောတာမျိုးတွေခံစားတတ်တဲ့အချိန်ကမျိုးမှာရှိပါတယ်အတွေးတွေများနေတတ်တယ်ပေါ့နော် ောက်တစ်ခါကျတော့ဒီလိုကာလမှာတဲ့မိ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 အထောက်ပံ့ငောင်းရစေတဲ့မိခင်သို့မဟုတ်မိခင်တကယ်တို့မျိုးသမီးတဦးရဲ့အထင်မြင်လွဲခြင်းခံရတတ်တယ်သူမျိုးသမီးဒီကားဒီမှာကျမရေညံ့တတ်တယ်ပေါ့နော်အဲ့တော့ဒီအထင်မြင်လွဲစရာလေးလည်းဖြစ်ပေါ်တတ်တယ်ပေါ့အာတတိထားရမယ်ပေါ့နော် အဲ့တော့ဒီကာလကမိမိကိုယ်ကရင်းရှင်းရင်းရှင်းရည်ရွယ်ထားတဲ့ကိစ္စလေးတွေမှာဖြစ်မြောက်အောင်မြင်မဲ့အချိန်ကမျိုးမှာရှိရပေါ့နော်အဆင်ပြေမှုတွေပြန်လဲပြီးတော့ဥမော့လာတဲ့အချိန်ကမျိုးမှာရှိရအဲ့တော့ဒီကာလမှာမိမိကိုယ်ကံတရားရညံသွားစေတဲ့အကြောင်းညာကတော့တုံဆိုင်တုံဆိုင် ဖြစ်ပြီးတော့ဘယ်လိုလဲဆိုရဲဝင်းမလောက်တာအဲအာနေနေတာမျိုးတွေကမိမိရဲ့ကံတရားကိုများစွာအနှောက်အယှက်ဖြစ်စေတယ်ပေါ့နော်အဲ့တော့ရဲဝင်းလောက်ပါ ြစ်မဲ့အောင်မဲ့အောင်မြင်မဲ့အထူးဒါမျိုးလို့ပြောလို့ရတယ်။ဒီကလာရီအတွက်အကောင်ဆုံးမမိအတွက်လှုပ်ဆောင်တဲ့ရေတရားကဆွေရနမသူကလေးသူငယ်တွေကိုစာအုပ်လေရစာအုပ်ကုသိုလ်ပြုတဲ့ကုသိုလ်ပြုလုပ်ပေးပါ။နောက်တစ်ခါကျတော့ဒီလိုကာလမှာတဲ့ငွေကြေးလလပါးတွေကောင်းမွန်လှုပ်ဆောင်တဲ့ရေတရားကဘဲကိုအစာကျွေးတာ။ ဘဲစာကြွေးတာပေါ့နော်ဘဲစာကြွေးတဲ့ကုသိုလ်ပြုလုပ်ဆောင်ပေးပါအဲ့ဒါကျမကြီးအညံ့ရောငွေကြေးလာပါအတွက်ပါအကောင်းမွန်တဲ့ရည်ရာဖြစ်ပါတယ်ပေါ့နော်နောက်တစ်ခါကျတော့တနင်္လာတနင်္လာတော့ရောက်လို့ဒါမှအင်တာဗျူးတာပဲဖြစ်ဆောင်ဝဲဖြစ်တာပဲဖြစ်ဒီကာလတွေမှာအကောင်းဆုံးမိမိကိုအောင်မြင်ဖြစ်ထွန်းစေတဲ့အဆောင်ကောင်းနေနေရတော့အဝိုင်း ကျဲသည့်အဝိုင်းလေးတစ်ခုကျဲသည့်ကျဲသည့်အဝိုင်းအကြီးလေးပေါ့နော်တစ်ခုကိုအဆောင်မြင့်ယူဆောင်သွားပေးပါအဲ့ဒါမမီးရဲ့ကံတရားရအကောင်းမွန်တဲ့အဆောင်ဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကြည့်ရတဲ့အင်္ဂါသားမိတ်ဆွေအားလုံးအေးချမ်းသာပျော်ရွှင်ကြပါစေမိမိတို့ရဲ့လူရပန်းနိုင်ဆန္ဒနဲ့ဘဝတစ်ထည်တည်းကြနိုင်ကြပါစေရှင်